အခုကျွန်တော်ဗီဒီယိုဗိုင်လေးတစ်ခုဖွင့်ပြမယ်ဗျာကျွန်တော်မန်းလေးမှာကဲနေတဲ့ KJ အဖွဲ့ကြီးကျွန်တော်မနေ့ကညသတင်းရတာတော့10နာရီမှာအကုန်လုံးနားရတယ်တဲ့ကဲဆိုအဲ့ဒါလေးကိုကျွန်တော်ကျွန်တော်တို့ပြောထားတာမဟုတ်ဘူးเนาะနိုင်ငံသားသူတယောက်ကသူသူ့ရဲ့တငယ်ချင်းမန်းလေးမှာရှိတဲ့တငယ်ချင်းတယောက်ကိုဆက်သွယ်ပြီးတော့သူမေးထားတဲ့ဗီဒီယိုဗိုင်လေးသူပြောထားတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့နဲ့လိုက်ကြည့်ပေးပါဦးเนาะ Hey, so we've got an update from our partners in Mandalay. and they are enforcing a curfew at 10 p.m., which means people have to stop their search and rescue efforts every night. And the soldiers and police are on the lookout for young, able bodied folks who are working to help with the rescue efforts so that they can conscript them to the military. And this is just awful, as you can imagine. And I just wanted to keep you updated with things that we're hearing on the ground as they happen. The okay, ဲ့တော့ညစင်နာကြီးတို့ရဲ့ဟိုဘက်ကမကယ်ရဘူးကယ်ဆယ်ရေးအလုပ်တွေနားရမယ်ဆိုတော့ဒါကိုရီးယားကမဟုတ်ဘူးလေအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့ဟိုစိတ်မကောင်းဖြစ်စွာနဲ့ပဲကျွန်တော်နည်းနည်းနဲ့ပတ်သက်တဲ့သတင်းတွေကိုကျွန်တော်တို့ပြပြပေးသွားပါမယ်ကျွန်တော်ဒီအပိုင်းအတွင်းမှာကျွန်တော်ညီကိုနေရောက်ရိုက်နေတဲ့ဟာတာပရိုဂရမ်လေးဖြစ်တဲ့အတင်းပြောကြမယ်ပရိုဂရမ်လေးကိုတော့ကျွန်တော်ဒီငလင်း ကိစ္စတွေပြီးသွားတဲ့အချိန်ညိနေတဲ့ခါညိနေတဲ့ခါကျမှကျွန်တော်ပြန်လဲတက်ဆက်ပြီးသွားပါမယ်ခင်ဗျာနော်ဟိုလက်ရှိတော့ကျွန်တော်ရရှိတဲ့သတင်းကတော့သတင်းကောင်းလေးတစ်ခုတော့ကျွန်တော်ရရှိထားပါတယ်ကဲကိုအဲ့ဒါကျွန်တော်အဲ့တော့ဒီကျွန်တော်ဟာတာခဏနာတာလေဟုတ်တယ်ကျွန်တော်ငလင်းငလင်းနဲ့ပတ်သက်တာလေကျွန်တော်အခုကျွန်တော်ကြားထားတဲ့သတင်းတွေအခုကြားထားတဲ့သတင်းတွေပေါ့နော်အဲ့ဒါလေးပြောမယ်ဆိုတော့ကဲအခုကြားထားတဲ့သတင်းတွေလောက်အဲကျွန်တော်ဒီနေ့ကြားထားတဲ့သတင်းကတော့မလေးရှားကစေးအဖွဲ့တွေစကိုင်းကိုရောက်နေပြီဆိုတဲ့သတင်းကတော့ကျွန်တော်ဝမ်းသာစရာသတင်းပေါ့နော်ဟုတ်တယ် ဒါပေမဲ့နောက်တစ်ခုဝမ်းနေစရာသတင်းကတော့ကျွန်တော်တို့ဒီထိုင်ဝမ်ကအရင်ဦးဆုံးရောက်တာဗျထိုင်ဝမ်ကအရင်ဦးဆုံးရောက်တဲ့အဖွဲ့အစည်းကယ်ဆယ်ရေးအဖွဲ့အစည်းကိုဆရာဝန်တွေပါတယ် NAS တွေပါတယ်နောက်ပြီးနည်းပညာအမြင့်တွေပါတာလေဟုတ်တယ်အဲ့ဒီအဖွဲ့အစည်းကို48နာရီကိုလေးစိတ်မှရစ်ပြီးတော့ပြန်ထွက်လိုက်ကဲအဲ့ဒါဘာသဘောလဲနော်စဉ်းစားကြည့်ဘာသဘောလဲဒါပြည်သူပေါ်စေတနာမပါဘူးလို့မနေ့ကလည်းပြောတယ်အဲ့ဒါလုံးဝအထင်ရှားပဲဘာကြောင့်ရစ်တာလဲ ီဟဲ့လားအခုထိုင်ဝမ်လာတယ်သူတို့လည်းကဲတင်မှုကဲဆယ်မှုလာတယ်ဟုတ်လားလူသားချင်းစာနာထောက်လူသားချင်းစာနာထောက်တာလို့လာတယ်လေဒါကိုဘာလို့ကန့်တတ်တာလဲဘာလို့ပိတ်တာအလိန်နေပေါ်မှာစိုးလို့လာတေးကြတာတော့သူတို့ရဲ့လိန်ထားတဲ့အလိန်နေပေါ်သွားဖို့ဖြစ်ဖို့များတယ်ဥပမာကျွန်တော်တို့ဒီငလင်ဘေးထံမှာကခံစားရတာစကိုင်းနဲ့မန္တလေးကတော်တော်ထိတယ်โอเคနေပြီးတော့လည်းထိတယ်ပျော်ပွဲလည်းထိတယ်ထိတာကျွန်တော်တို့ဒီအခု pride တမားတွေအကုန်လုံးသွားတဲ့အချိန်မှာ အဲပစ္စည်းမစုံဘူးဟောရှင်းပြောရရင်တော့ဒီနိပညာကလည်းမစုံဘူးဒီဒီကတားအစပေါ့နော်တံပြတ်တဲ့ကတားအစဒီဟိုကွန်ကရစ်ပြတ်တဲ့ကတားအစဘာမှမစုံဘူးမပြည့်မစုံလေမပြည့်မစုံတဲ့တော့ကြရတဲ့အချိန်မှာအဲ့တော့ပြည့်စုံတဲ့လူတွေလာတဲ့အခါမှာလှုပ်ပေးပါလားဘာလို့လေစိတ်မှရေး48နာရီဆိုရဆိုရဒီအတော်အတွင်းမှာပြည်သူဘယ်နှယောက်လောက်ထိခိုက်သွားမလဲဒါဒါဟိုစာနာရမယ်နားလည်ရမယ်ဟုတ်လားအခုဆိုရင်စိတ်မောဆိုတာတရင်တစ်ခုကြားတာကကျွန်တော်တို့ဒီမန္တလေးက ဗီလာဟိုတယ်အဟိုတယ်တော့ဖြစ်တယ်ကွန်ဒိုကြီးပေါ့စကိုင်းဗီလာအောက်ထဲမှာအားလုံးကအသက်ဆုံးရှုံးသွားပြီလို့ကြားတယ်အဲ့တော့တရုတ်အဖွဲ့ကြီးကရောက်လာတော့သူတို့ data နဲ့အချက်လက်နဲ့ရှာပြီးတော့သူတို့စီမှာပေါ်တာဟုတ် second မှာပေါ်လာတဲ့ခါကျတော့ဒီလူတွေအသက်မရှင်တော့ဘူးတဲ့အသက်မရှင်တော့ဘူးဆိုတော့ခါကျတော့သူတို့ကဒါကိုထုတ်ဖို့အတွက်ကဂျန်တဲ့လူကထုတ်ရတော့မှာလीဆိုတော့သူတို့ဒီပြည်နယ်ကိုအသက်ရှင်တဲ့လူတွေကတင်ဖို့အတွက်သူတို့ဆက်လက်ပြီးတော့ရွေးကွာရွေးရွေးလျားရတယ်ပေါ့နော်ဒါကကျွန်တော်စိတ်ငေါ့စရာတွေများရတယ်ဗျ ဟုတ်တယ်အဲ့တော့ပြောချင်တာကွာဒီငလင်အခုလိုအခြေအနေဖြစ်နေတယ်ဟဲ့လားတဘာဝဘေးမှာကိုညီနိုင်တဲ့နိုင်ငံတွေကလာတယ်ဒါပေမဲ့ဒီစစ်ကောင်စီကဘာလုပ်လဲစိတ်ပြတ်အောင်လုပ်လိုက်ဟဲ့လားစိတ်ပြတ်အောင်လုပ်တယ်ဟဲ့လားနောက်တစ်ခုကဘာဆိုတည်င်းဖုံခွင့်တည်င်းယူခွင့်တွေပိတ်တယ်တရင်သမားတွေဒီကဇော်မဲလုံးစီဖုံးဆက်တာပဲဇော်မဲလုံးစီဖုံးထားရဲဆက်ဇော်မဲလုံးကဘာဖြစ်လဲငင်းလိုက်တာပါလေရေချိုးရတာလည်းအဆင်မပြေလို့ဟိုတယ်ကလည်းအဆင်မပြေလို့နောက်ပြီးတော့ဘီးကမမှန်လို့စုပ်ပြီးတော့သူကအာ ခုတော့အဆင်မပြေသေးပါဘူးအကြောင်းပြချက်တွေမဟုတ်ဘဲနဲ့အကြောင်းပြချက်ဆိုတော့ DRO ကျွန်တော်နိုင်ငံတကာသတင်းသမားတွေဝင်လာတဲ့အခါကျရင်ကမ္ဘာမှာရှိတဲ့နိုင်ငံတွေအကုန်လုံးကကျွန်တော်တို့ဒီမှာဖြစ်ပျက်တဲ့ဟာဟုတ်လားဒီမှာဖြစ်ပျက်တဲ့ဟာအကုန်အလုံးစုံသူတို့သိပြီးတော့တင်ပြရင်နောက်ထပ်အကူအညီတွေလာနိုင်တယ်ဒါမျိုးရှိတယ်ရေမမှန်တာတို့မီးမမှန်တာတို့ဒါကတော့စစ်တပ်စောက်သုံးမကြတဲ့အတွက်မမှန်တာနော်အဲ့တော့ဟိုဒီလောက်အကြောင်းပြချက်တွေတော့မပေးနဲ့လေသတင်းသမားကဒီမှာပျော်ပွဲစားထွက်လာတာမဟုတ်ဘူးဟန်နီမွန်းလာတာမဟုတ်ဘူးသတင်းလာယူတာလေ ဟုတ်လားဒီတဲ့အနေစင်းရဲ့အစားစင်းရဲ့နဲ့တရင်သမားတွေအများကြီးအလုတ်လုတ်ခဲ့တယ်ဒါတော့ဒီမဲလုံးမသိဘူးလားအစင်ကြီးတွေကတိတ်ပြီးတော့ဘလို့အစင်ငုံမတက်ဘူးကြီးတို့ကကြီးလို့ပေါ့နော်တို့လုတ်ထားတဲ့သတင်းတွေကိုပေါက်ရှားသွားမှာတကြောင်နိုင်ငံတကာကဝင်လာတဲ့အခါကျရင်အာ human rights ဆိုတဲ့ဟာကိုနိုင်ငံတကာမှာကျင့်သုံးထားတာရှိတယ်လေဒါတွေကိုတို့ကတို့က human rights ကိုကျင့်သုံးတာမဟုတ်ဘူးတို့ကတပင်းတပင်းတအာနာစနစ်ကိုကျင့်သုံးတာလေနောက်ပြီးအခု internet live ခက်ခဲတယ်တော့အလကားပြောတာဒါကျွန်တော်တို့ဒီတော်လိုင်းရေးကာလမရောက်ခင်မှာ2021 February လအာတရက်နေမှာကျွန်တော်အာနာသိမ့်တဲ့အချိန်မှာအကုန်လုံး live shop လိုက်အဲ့ဒါကဘာလဲဆိုတော့သူကအဲ့ကကိုလုတ်ဖို့အတွက်ကိုဒီ server မှာရှိတယ်လုတ်ဆောင်နေတော့အဖွဲ့ကြီးအကုန်လုံးတနက်နဲ့ထောက်လာတာဒါကလည်းတရင်တိကျရတယ်ဟုတ်တယ်နော်တနက်နဲ့ထောက်ပြီးအကုန်လုံးမင်းတို့ဘာမှအဲ့ဒီအချိန်မှာအကုန်နိုင်နေပြက်လုံးဝ internet လုံးဝဖွင့်မပေးနဲ့ပြီးတော့မှ short charge အမှန်ဒါလေးကိုတင်လိုက်ရပြီအဲ့တော့ဘာ internet line အင်တာနက်လိုင်းအခက်ခဲရှိတယ်ဟုတ်ပြီအဲ့ဒါမင်းတို့စောက်သုံးမကြလို့ဒါပဲပြောတယ်ဒါပဲလေအဲ့ဒါမဟုတ် PDF ကတိုက်လို့လို့ဟိုဟာတိုက်လို့လို့ PDF တိုက်တာတော်ရဲမှာတိုက်တာလေအဲ့ဒါလာမပြောလာမပြောနဲ့နောက်တစ်ခုရှိတယ်ဒီပြပရောက်လာတဲ့ကယ်ဆယ်ရေးသမားတွေကိုဒီစကိုင်းတို့မန္တလေးတို့အရင်မလို့ဒီနေပြည်တော်မှာရှိတဲ့ဟာလာဒီအရင်အတန်းရွှေတို့တိမ့်စိန်တို့၆လုံးတန်းအင်ရလည်းကြည့်ပါဦးဒီ၆လုံးတန်းအင်ရကိုအရင်လွတ်တယ်စစ်ရုံးအတွက်ကိုအရင်လွတ်တယ်ဟာဒီပြည်သူတွေကိုကြတော့ဟာလာ ခဏမင်းတို့ကဘီးမာဆိုတဲ့ပုံစံမျိုးပေါ့နော်တေလဲတေပီစီဆိုတဲ့ပုံစံမျိုးနဲ့ပြစ်ထားတာအဲ့တော့ဒီစစ်တဲ့စေတာဟာလားအေးဘဘဦးဝင်းနေပြောသူလေမူးလို့ရှူစရာတော့မရှိဘူးဆိုတာအဲ့ဒါအသေးကြတယ်အဲ့ဒါအသေးကြတယ်သူကစေတနာကောင်းရင်တို့ပြောပြောနေတယ်ကံကောင်းတယ်ဆိုတဲ့စကားလေးကကျွန်တော်တို့ဒီအချိန်မှာမမှန်ဘူးလို့တော့ကျွန်တော်တုံ့တက်မိတယ်ပေါ့နော်တို့ကစေတနာမှမရှိဘူးစေတနာမရှိဘူးတို့လည်းကံမကောင်းဘူးတို့လည်းကံမကောင်းဘူးအဲ့တို့ဘာဘွေးကြီးလုံးမညာဘွေးကြီးလုံးအခုသွားပြီနောက်တစ်ခုရှိတာဘာလဲဆိုတော့ ပြည်သူကိုဒါလုံးဝပြစ်ထားရဆိုတော့ကျင်းပြေသွားပြီအဲ့တော့ဒီလိုကောင်မျိုးတွေဆက်ပြီးအုပ်ချုပ်နေမယ်ဆိုရင်တော့နောက်ထပ်တဘာဝဘေးတို့မဟုတ်တခုခုကြာရောက်လာတော့ပိုပြီးအထီးကိုက်များမယ်ဟာလာအခုတို့စစ်ကောင်စီရဲ့ကြီးညာတယ်ဟိုဒီတည်ဆုံတဲ့အရေးအတွက်1900ကျော်တယ်မဟုတ်ပါဘူးတကယ်ကယ်ဆယ်ရေးတွေရှိရကြားတဲ့တည်င်းကမြေပြင်မှာအဲ့ထက်မကများပါ3000နေပါရှိတယ်เนาะပိတ်မိတဲ့လူကလည်းအဲ့လိုထောင်ကျော်ပါတယ်เนาะဘယ်နှထောင်လဲဆိုတာဒါပိတ်မိတဲ့လူကမကဘူးတည်းနေ သိမ့်မိနေတယ်လို့အခုအသက်ရှင်အခုကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ခုဖွင့်ပြမယ်ဗျာကျွန်တော်မန်းလေးမှာကဲနေတဲ့ KJ အဖွဲ့လေးကျွန်တော်မနေ့ကညသတင်းရတာတော့10နာရီမှာအကုန်လုံးနားရတယ်တဲ့ကဲဆိုအဲ့ဒါလေးကိုကျွန်တော်ကျွန်တော်တို့ပြောထားတာမဟုတ်ဘူးเนาะနိုင်ငံသားသူတယောက်ကသူသူ့ရဲ့တငယ်ချင်းမန်းလေးမှာရှိတဲ့တငယ်ချင်းတယောက်ကိုဆက်သွယ်ပြီးတော့သူမေးထားတဲ့ဗီဒီယိုဖိုင်လေးသူပြောထားတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်နဲ့ like ကြည့်ပေးပါဦးเนาะ Hey, so we've got an update from our partners in Mandalay. and they are enforcing a curfew at 10 p.m., which means people have to stop their search and rescue efforts every night. And the soldiers and police are on the lookout for young, able bodied folks who are working to help with the rescue efforts so that they can conscript them to the military. And this is just awful, as you can imagine. And I just wanted to keep you updated with things that we're hearing on the ground as they happen. Okay, <laughs> အဲ့တော့ညဆင်နာရီတို့ရဲ့ဟိုဘက်ကမကယ်ရဘူးကယ်ဆယ်ရေးအလုပ်တွေနားမယ်ဆိုတော့ဒါကိုရီးယားကမဟုတ်ဘူးလေကိုရီးယားကမဟုတ်ဘူးအပိုင်းဆက်နဲ့ကြည့်ရမှာမဟုတ်ကိုရီးယားကလည်းမဟုတ်ဘူးတရုတ်ကလည်းမဟုတ်ဘူးအဲ့တော့ဒီဆင်နာရီကြော်တဲ့ဟိုဘက်အတွင်းမှာအဲ့ပိတ်မိနေလူတွေကဟိုကအသေးခံရမှာလားအထီးကိတ်ခံရမှာလားအဲ့တော့အဲ့အော်ဒန်တွေအခုဆိုအော်ဒန်တွေအများကြီးနဲ့နော်အများကြီးပဲရှိတယ်အဲ့ဒီအော်ဒန်တွေကိုအဲ့ကယ်ဆယ်ရေးလုပ်တဲ့လူတွေကမကယ်ဘဲနဲ့ထိုင်ကြည့်နေရမှာလားအဲ့ဒီခံစားချက်ကိုခံစားကြည့်ပါ ခန်းစားကြည့်ပါကျွန်တော်မြန်မာနိုင်ငံမှာရှိတဲ့ကျွန်တော်တို့နိုင်ငံသူနိုင်ငံသားတွေရဲ့ဘဝအနေခံဘဝဘယ်နိုင်ငံမဲ့ရဲ့ရောအနေခံတဲ့ဘဝကျွန်မနေ့ကဗီဒီယိုဖိုင်လေးတစ်ခုမှကျွန်တော်ကြည့်လိုက်ရပါတယ်ဒါကဘာလဲဆိုတော့ထိုင်းနိုင်ငံမှာပြုကြပါတယ်ဒီအဆောက်အဦထဲမှာသုံးထပ်30အဆောက်အဦထဲပြုကြပါတယ်လူနာတွေသူတို့နိုင်ငံသားတွေရဲ့လူနာရှင်တွေကိုပေးဝင်ပြီးတော့ကျွန်တော်တို့နိုင်ငံသားတွေရဲ့လူနာရှင်တွေကိုပေးမဝင်အဲ့ဒါပါလေဆိုတော့ တိုင်းပြည်အုပ်ချုပ်တယ်မင်းမကောင်းလို့ကျွန်တော်တို့နိုင်ငံသားတွေအနေခံရတာအနေခံရတာပါဗျာဒါတော့ကျွန်တော်ကြည့်လိုက်ရတဲ့သတင်းလေးတစ်ခုပါဗျာနော်နောက်တစ်ခုကတော့ကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ခုထပ်ဖွင့်ပြပါမယ်ဒါကတော့ဟိုအထဲမှာရောက်သွားတဲ့ညီဖွား၃ယောက်ကသူတို့မှာပါသွားတဲ့ဖုန်းနေနဲ့အဲဗီဒီယိုဖိုင်လေးရိုက်ပြီးတော့သူတို့အထဲမှာဘယ်လောက်ထိခက်ခဲတယ်ဆိုတဲ့ဟာလေးကိုကျွန်တော်ဖွင့်ပြပါမယ်ဒါကိုကျွန်တော်ခွင့်မတောင်းဘဲနဲ့ တင်ပေးလိုက်ရတဲ့အတွက်ဟောဗီဒီယိုဖိုင်ရှင်ကိုလည်းကျွန်တော် credit ပေးပါတယ်ဗျာเนาะကဲဒါလေးကိုကြည့်လိုက်ပါဦးဦးလေးရောကဲဗီဒီယိုဘလောက်ရင်ခွဲစရာကောင်းတယ်ဟုတ်တယ်အဲ့တော့ဒီလိုမျိုးတွေတောင်အထက်ကလူတွေဟာဗီဒီယိုရိုက်ပြရင်ဘလို့ဒုက္ခရောက်နေတဲ့ဘလို့ကယ်ပေးပါလို့ပြောနေဒါပေမဲ့အပြင်မှာလည်း တကယ်နိုင်ငံတကာကယ်ဆေးဖွဲ့တွေလာတယ်ဒါပေမဲ့ဒီသရောင်းသားတွေကအခုခွင့်မပြုဘူးဟလာဘာဖြစ်လို့ညာဖြစ်လို့အဲ့ဒါတရုတ်နဲ့ဆိုင်နေတယ်เนาะတရုတ်နဲ့ဆိုင်နေတယ်တရုတ်လမ်းပြောနေမှာပေါ့တရုတ်ကထိုင်ဝမ်ထိုင်ဝမ်နဲ့တရုတ်နဲ့ကအမတက်တော့ခါကြတော့တရုတ်ကပြောမှာပေါ့မင်းထိုင်ဝမ်ကအဖွဲ့တွေလာရင်ငါမင်းကိုဘာမှမကူတော့ဘူးလို့ပါညာလို့ဘယ်လိုလဲလာကောင်းလားအဲ့လိုဟာအဲ့လိုဟာမျိုးလေးရှိပါ့မဆိုင်ဘူးဗျာကျွန်တော်တို့ကလူမှုရေးနဲ့အာကျွန်တော်တို့အမောဘေးနေတယ်မရောဆက်စားအကောင်းဆုံးပဲအခုကနိုင်ငံရေးပါပါလာပါလာပြီပါလာပြီ ဒါကြောင့်တဘာဝဘေးနဲ့နိုင်ငံကြီးနဲ့ဆိုင်နေဘာလို့လဲ။နေရဆိုတရင်အမားတွေဖြန်တာညီတွေဖက်လဲ။ဟုတ်တယ်ဒီဟိုဟာကဲစေးသွားတဲ့ကားတွေကိုပြည်ကမိုင်းဆွဲတယ်လို့အမဟုတ်ပါဘူး။တရင်မားတွေတရင်မားတွေတရင်မားတွေနောက်တစ်ခုစကိုင်းတိုင်းဘက်မှာဒီ PDF တွေဝင်လာမှဆိုးလို့ပေါ့နော်။ဒီကဲစေးအဖွဲ့တွေကိုပိတ်ထားတယ်။ဟော။ကဲပေးမဝင်ဘူး။ပေးဝင်မဲ့အဖွဲ့တွေကိုကြတော့သူခွင့်ပြုချက်တောင်းအောင်ပဲစစ်တက်စီရ။အဲ့တော့တဘာဝဘေးကိုလာကူညီတာလေဟလာပြည်တွင်းရောပြည်ပရောလာကူညီတာအဲ့တော့ဒီလိုအကူအညီလာပေးတဲ့ဟာခွင့်ပြုချက်လိုလား။ လို့လားမလို့ဘူးလေဒါကဟိုလက်ခံမှာမလို့ဘူးလားဆိုတော့တချို့ကတည်းကကျတော့ကဲဟိုနိုင်ငံရှင်းနိုင်ငံချင်းချစ်စစ်ပြီးွားပြီလေချစ်စစ်ပြီးတော့တို့ကကျွန်တော်တို့ကတော့ဘယ်ကိုသွားကျင်လဲစကိုင်းကိုသွားကျင်လဲမန်းလေးကိုသွားကျင်လဲဒါတို့ပို့ပေးရမှာတမ်းပြီးပို့ပေးရမှာအခုရှိတယ်ဟိုကကျွန်တော်စကားဖြတ်ပြောတာမဟုတ်ဟိုကပေါ့အခုတို့စစ်တဲ့သုံးနေရဟရင်နေသုံးမှလားဒီနေရာမှာမသုံးဘူးဗျာအဲ့ဒါပဲဟုတ်လားဘုံကျဲဖို့ကြတော့အခုသုံးတယ်အခုတဘာဝဘေးဦးတဲ့တို့ဘာဖြစ်တယ်ညာဖြစ်တယ်ပြောနောက်ဝင်မှာဘုံတွေကျဲတယ်တဘာဝဘေးမှာ သုံးလို့ရတယ်တို့ဟို ဆက်တက်မှာဆိုတော့ engineer တက်ရှိတယ်ကွာဟုတ်တယ် engineer တက်ကနေပြီးတော့ကျွန်တော်တို့ဒီဘက်ဖိုးတွေဘက်ဖိုးတွေဒီမြေတူးတဲ့ဆက်တွေနောက်ပြီးတော့ကုတ်တဲ့ဆက်တွေတပုံကြီးရှိတယ်ဒစီကလည်းထုတ်ပါလားမထုတ်ဘူးဒစီကထွက်မလားအခုလက်ရှိမှာကုနေတာကပြည်သူမှပြည်သူတို့ဆိုပြီးတော့ပြည်ပမှာဒီပစ္စည်းတွေကိုပိုင်ဆိုင်ထားတဲ့ပြောမှာပစ္စည်းတွေကိုငားရမ်းနေတဲ့စီးပွားရေးလုပ်ငန်းရှင်တွေစီကနေတစ်စက်ကုပြီးတော့အဲလုံနေကြတယ်တချို့ဆိုရင်ကျွန်တော်တို့ဘယ်လောက်ထိကျွန်တော်တို့ နိုင်ငံဘလို့ဒီအစင်နဲ့နှိပ်ကြတယ်လို့ပြောရမယ်ဆိုရင်လေကယ်ဆယ်ရေးသမားချင်းတူတာတော့စီးတဲ့ဖနှက်ချင်းတော့ကွာတယ်ဗျာဟုတ်တယ်အဲ့ဒါဘာလဲဆိုဘာလေးတခုလို့လဲနိုင်ငံရေးကြောက်ကျွန်တော်တို့နိုင်ငံနှိပ်ကြနေတာအရာရာနှိပ်နေပေါ့နော်ဥပမာကျွန်တော်တို့ဒီမှာအုတ်ထုတ်အုတ်ထုတ်တွေမပါရောက်ဘူးနော်ဖနှက်တွေမပါရောက်ဒီလိုကလေးတွေအသက်ကိုစွန့်ပြီးကဲနေတယ်ဘာဖြစ်ဖြစ်ငါတို့ရင်းမယ်ကွာဆိုတဲ့စိတ်တွေနေပေါ့နော်အဲ့ဒါတတိယနေ့မှာညီလေးလည်းကြည့်လိုက်မယ်ထင်တယ်ဟိုတနေ့ကဆိုရင်ဒါလူတယောက်ကိုကဲထုတ်လာတဲ့အချိန်မှာ ဘာမှမပေါ့ကိုကိုမှဘာမှမပေါ့အဲ့ထဲကိုဝင်သွားတယ်ဒီကျွန်တော်တို့ပါလာဆိုဂျိုးတစ်ချောင်းပဲပါတယ်ဗျအဲ့ဂျိုးတစ်ချောင်းနဲ့ဒီလူကိုဆွတ်ထုတ်တယ်ပြီးရင် तू ကလည်းအဲ့ဂျိုးတစ်ချောင်းနဲ့ပဲပြန်လာတယ်ပြန်လာတယ်သူ့မှာအင်ကြီးကကျွန်တော်တာမန်ဝတ်ထားတဲ့ဝတ်စားနဲ့ပြန်ထွက်လာတယ်ကာကွယ်ပစ္စည်းဘာမှမပေါ့ဘာမှမပေါ့ဘာမှမပေါ့အဲ့ဒါပါလဲဆိုတော့ကျွန်တော်နိုင်တယ်နိုင်ငံကြီးမကောင်းလို့နိုင်ငံကြီးမကောင်းတာရဲ့နောက်နီးပညာနော်နောက်နောက်ပြီးတော့ဒီအုတ်ချုပ်တဲ့လူတွေမကောင်းတဲ့အတွက်ဒါမျိုးပစ္စည်းတွေအစုံလေးမရှိဘူးဟုတ်တယ်ဟာလာတချို့ကတော့ပောက်တူးလေးနဲ့လုံးတယ် ိုင်ငံတကာအဆင့်မှာပေါက်တူးနဲ့ကြော်တာမဟုတ်ဘူးဗျာဒါဆိုရင်မနေ့ကဆိုရင်အကိုဆိုရင်အဲ Facebook ကနေပြီးကျွန်တော်ဒီအဲကျွန်တော်တင်ပေးတယ်တင်ပေးတဲ့ခါကျတော့လူရှင်နဲ့လူကနေကျွန်တော်အသိပွက်တိုင်းချိန်ပေးလိုက်တယ်တိုင်းရချိန်ပေးလိုက်တာဒါကျွန်တော်ဒါဟိုလူကမဒီချိန်မှာကျွန်တော်ကဟိုကြားကံပေါ့နော်အကြားကနေကျွန်တော်တို့လှုပ်ဆောင်ပေးတယ်အဘဲဘဲဒါဒါမျိုးလေးသွားပါတယ်အဓိကကျွန်တော်တို့ကချိတ်ပေးနာမည်ထွက်လို့ချိတ်ပေးနေဟာဒီကောင်တွေကကိုယ်ဆိုပြည်တွင်းမှာရှိတဲ့အသင်းဖွဲ့တွေကပြဿနာရှာပြဿနာရှာခံမှာပြီးတော့ကျွန်တော်ကလည်းလုံခြုံရေးရပါတော့နော် ဟိုလုံးဝကျွန်တော်တို့မဖော်နိုင်တဲ့အရာတွေမဖော်နိုင်တဲ့အရာတွေပေါ့နော်အဲ့လိုဟာမျိုးတွေကျွန်တော်သွားပါလေနောက်တစ်ခုကအခုဒီအမေရိကန်ကတော့ရှင်းတယ်ကုညီမဲ့ဒီမဲ့ဒါမဲ့ကယ်ဆယ်ရေးပစ္စည်းတွေကိုစစ်တပ်ကမပေးဘူးသူတို့တိုက်ရိုက်သွားမယ်အဲ့တော့အခုစစ်တပ်ဘာပြောမှမသိအမှန်တကယ်ကခုနမင်္ဂလာတော်ဈေးကိုပစ္စည်းတွေပို့မယ်အကွက်မျိုးသူတို့လင်းချင်တာလေ2008 2008တုန်းကနာခေတုန်းကအကွက်တွေပေါ့နော်အငလင်းလှုပ်ပြီးဟာတဘာဝဘေးမှာသူတို့ကနာခေတုန်းကလို့အမျက်ထုတ်ချင်တယ်စစ်တပ်ကဟာလားအဲတချို့ဟိုတဲတွေပါရယ်ဆိုရင်ဒါ အားလုံးတည်ပြီးသားပါမင်းအောင်စေးတို့ဟွာတို့ဘူချိုစေးတို့ဟွာတို့မှရောင်းနေတာလေအများကြီးတည်ပြီးသားပါဆိုတော့ကျွန်တော်တို့နိုင်ငံရဲ့ဘဝဟာနင်းပြဘဝကနေအနာရှင်ရှိနေတဲ့မြကလပ်ပါလုံးကတော့နင်းပြဘဝဘယ်တော့မှလွတ်မှာမဟုတ်ဆိုတော့ထိုင်းနိုင်ငံမှာရောက်တဲ့ထိုင်းနိုင်ငံမှာရောက်နေတော့ကျွန်တော်ရဲ့မြန်မာရွှေပြောင်းအလို့သမားတွေဘဝတွေလည်းကြည့်ပါဦးနော်ဟိုကျွန်တော်မနေ့ကလည်းပြောခဲ့တယ်ဘာလို့ဒီအနာရှင်လက်အောက်ရဲ့ဝန်ထမ်းဖြစ်တဲ့ဒီကောင်စစ်ဝင်တယောက်လုံးလာတယ် ကိုနိုင်ငံသားတွေထိတယ်ဘာမှမသိအဖေစကားတခွန်းတော်မပြောခဲ့တဲ့လူတယောက်ကနိုင်ငံအတွက်မှာအကျိုးပြုတာဟိုအဲ့နိုင်ငံမှာအဲ့ तू သွားပြီးတော့အလုံသမားတွေအတွက်ဒီမြန်မာနိုင်ငံသားတွေအတွက်သွားပြီးတော့ဒီတန်မှုတွေတန်မှတ်တွေသွားမလုပ်နိုင်လေဘာမှမသုံးမဝင်တာဟာလားเนาะအဲနောက်တစ်ခုကပါလဲဆိုတော့ဒီအခုစစ်တပ်ကဒီငလျင်ဘေးမှာကုဖို့အတွက်သူတို့အိတ်ထဲကမထုတ်ဘူးเนาะဒီစစ်တပ်ကဘလောက်ဆိုတာမထုတ်ဘူးစက်မှုစုံတွေမှာစက်မှုစုံစုံတစုံ300တောင်းတယ်ဟော သိနေရပြီးရင်တို့ဗိုလ်ချုပ်ကြီးပြုသူဆိုနာမည်တက်မယ်ဒီဒါပါပဲကဲဘလောက်ထိဘလောက်ထိရုံမှာလဲဆိုတော့တကယ်တော့ဒါတွေဟာမဖြစ်တဲ့အရာတွေပါဗျမဖြစ်တဲ့အရာတွေနောက်တော့ကျွန်တော်ပြည်သူကိုခင်ဗျားတို့ကပြည်သူကိုချစ်တယ်ဆိုရင်ပြည်သူစီကိုတိုက်ရိုက်စင်တဲ့မှာမနေ့ကကျွန်တော်ခင်ဗျားကိုတွေ့လိုက်ပါတယ်အာမန္တလေးကိုရောက်တယ်အာဆွတ်ထုတ်အောင်မှာပေါ့လို့ဘာလို့ညာလို့ခင်ဗျားပြောနေတဲ့ဟာတွေရှိတယ်ဒါပေမဲ့ဒီလူတွေခင်ဗျားတကယ်ဖြစ်တဲ့နေရာကိုရောက်သလားမရောက်ဘူး တော့အစွန်ပြားလောက်ရပြီတော့အာမချောင်းလဲဟုတ်တယ်ခမရကြောက်နေတာဟုတ်နော်မသွားရဘူးလေမသွားရဘူးခမရတို့ကျွန်တော်တို့ဒီဘက်ကတော်လိုင်းရဲ့ဘက်တော်သားကြီးကဘာကြီးညာထားပြီလေစီနားပေးတယ်စီရေးနားပေးမယ်ထိုးစစ်ကိုဒါပေမဲ့တို့ဘက်မနာဘူးနော်ခမရတို့ဘက်မနာဘူးဒီအနေနဲ့ဘုံတွေလိုက်ကျဲနေတယ်ကဲတစ်ဖက်မှာတော့ဟာမျက်ရည်ကန်ထိုးတယ်တစ်ဖက်မှာတော့ဘုံကျဲတယ်အဲ့တော့ဟိုဟာဘောဟိုဟိုတော့ကိုကျော်ထူးတို့ကိုရာတို့တန်ချက်လိုပဲဟိုတပင်းဆိုင်တဲ့ဘွဲတစ်ဖက်အဲခုတ်တဲ့ဘွဲခုတ်တဲ့ဘွဲတစ်ဖက်အဲ့လိုအဲ့လိုဖြစ်နေ ျွန်တော်ဟိုဟာလိုပဲဘလူးကောင်းဘလူးကောင်းလေးနဲ့မင်းအပါပဲထွင်တာပို့ဆိုတာသချင်းလိုပဲမင်းမင်းသားမင်းသားလေးမင်းသားလေးလိုမင်းသားလေးလိုမှတ်ထင်သားပါတယ်အဲ့ဒါသူ့အမမဟုတ်အဲ့သူ့အမအတွက်ဆိုတာလားဟုတ်လားဟောလိန်နေညာတဲ့ချစ်ကိုကစားတဲ့ဆိုတာခင်ဗျအဲ့လိုဖြစ်နေတယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ပြည်သူလူထုပေါ်မျက်နှာထားတာစာနာထောက်ထားပါ human rights ဆိုတာနည်းနည်းလေးကျွန်တော်အခုပြောချင်တာကဘာလဲဆိုတော့အခုလက်ရှိမှာအင်တာနက်တွေအခက်အခဲဖြစ်တယ် VPN တွေခင်ဗျားတို့ပိတ်ထားတယ်ဘာမှလောက်ရတာမဟုတ်ပါဘူးအလွယ်လေးပါဗျခလုတ်လေးတစ်ခုကိုတင်လိုက်ပါဗ အဲ့ဒါကိုမတင်ဘူးလေအဲ့ဒါကိုခင်ဗျားတို့မတင်ဘူးတရင်ပောက်ကြားမှာတကြောင်းရယ်နောက်တစ်ချက်ကချင်းကြိုက်လို့လားရေးရှားလို့အခုကျွန်တော်ဗီဒီယိုဖိုင်လေးတစ်ခုဖွင့်ပြဟုတ်လေအခုမန္တလေးအဲလက်ရှိလက်ရှိမှာကျုံပပက်လဲမှာအိတ်နေရတဲ့ပြည်သူလူထုဘဝလေးကြည့်ကြည့်လိုက်ပါတော့ကျွန်တော်ပြထားပြီးတယ် ဆိုတော့ကျွန်တော်တို့ပြည်သူလူထုရဲ့ဘဝကဘလောက်ထိသလိုဆိုးတယ်နော်နော်အခုအခုပြည်တွင်းမီဒီယာတခုကပဲရိုက်ပြတာလေအမကြီးတယောက်အထက်ထဲမှာသူ့ကလေးရောသူ့ယောက်ျားတွေရောရှိတယ်ဒါပေမဲ့လာကြည့်တယ်။အော်အခုတွေ့လိုက်တယ်။ကဲလို့မရတာလေအများကြီးရှိတယ်။ကဲအဲ့ဒါပါလဲဆိုတော့ပြည့်စုံမပြည့်စုံလား။မပြည့်စုံဘူးမပြည့်စုံတော့ဘာမှလုပ်လို့မရအောင်ဟိုပြည့်စုံအောင်လုပ်မလားဟာလာဒီစစ်တပ်ကမလုပ်ဘူး။ကျမလာတဲ့ ठी တော့လေမကက်နဲ့ဆိုတာကြီးပဲပြောတယ် အထဲမှာလူအသက်ရှင်တဲ့လူအများကြီးရှိသေးတယ်ဘယ်သူမှဘာမှမလုပ်ပေးကြအောင်အခုလဲဟိုလူလာကြည့်ရဒီလူလာကြည့်ရကြည့်ပြီးလို့ရှင်ပြန်သွားကြတယ်အကုန်လုံးတကယ်လိုချင်တာကတကယ်ဖြစ်မဲ့နီးလန်းနဲ့တကယ်လုပ်ပေးချင်တဲ့စိတ်ရှိလို့ရှင်ဒီထက်ကလူဟာထွက်ကိုထွက်တယ်ကျမပြောချင်တာအခုကလူကြီးပဲလာလို့ဘယ်ဟာမှအဆင်မပြေဘူးစက်ပစ္စည်းလဲဘာမှပါမလားဒါပေမဲ့အခုဒီမနေ့ရောက်လာတဲ့ရန်ကုန်အဖွဲ့ရဆိုတာဒါပေမဲ့ဒီနေ့နှစ်ရက်ကျော်သွားပြီငလင်လောက်တာ7နှစ်45လောက်49လောက်ဖြစ်မယ်အခုဆိုရင် နှစ်ရက်တိတိကိုကြော်သွားပြီနှစ်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 နဲ့ငါးလကလေးဒီထဲမှာဘလို့နေမလဲစဉ်းစားကြည့်အဓိကအောက်ဆီဂျင်ပြက်မယ်ရေပြက်မယ်ဘလောက်တိနေရမလဲစဉ်းစားကြည့်ဒါမဲ့အခုတော့လှုပ်ပေးနေပါလှုပ်ပေးမယ်ဆိုတော့ကျမပြောတာအချိန်မနှောင်းငယ်ကိစ္စမရှိဘူးကျမတမီးလေးအချိန်နှောင်းသွားခဲ့ပြီဆိုတော့ကျမမဖြေဆန်ကျမဒီတမီးနှစ်ယောက်ပဲရှိတာကျမထက်လည်းမမွေးနိုင်တော့ဘူးကျမအမျိုးသားလည်းအထဲထဲမှာကျမလှုပ်စေခြင်းနဲ့အကုန်လုံးကလည်းကျမဆိုအမြဲတမ်းလိုက်မေးတယ်ငါဘာလှုပ်ပေးရမလဲငါဘာလှုပ်ပေးရမလဲ အမြဲလိုက်မေးတယ်ငါလည်းကူညီနေတယ်ငါကူညီမယ်တကယ်လည်းအကုန်လုံးကဒီမှာဝင်ဒီမှာ reception မှာဆိုလဲဗိုက်ကြီးတဲ့တယောက်ပါသွားတယ်လေသူတို့ဝင်နှမ်းမယ်သူ့အမတယောက်ဆိုလို့ရှိရင်လည်းအမတချင်လုံးလောက်ပေးနေဒီမှာအဲ့တော့နောက်တစ်ခုရှိတယ်ကိုဟိုတနေ့ကဒီရွက်ကောက်ပွဲလုပ်ဝင်ဘာဖြစ်မယ်လို့ညာဖြစ်မယ်လို့ဆိုတော့ဟိုမြင့်ရောင်းတဲ့ကောင်တို့နော်ရွှေခိုးတဲ့ဟာတွေဟလာ on product တော့အခုအခုချိန်သူတို့ထွက်လေကဲမင်းတို့ပါတီတွေသူကအာနာလိုဂျင်နဲ့ချင်းသေးတယ်ဟုတ်တယ်ဟုတ်တယ်ပါတီတွေ ဟိုဒီရွေးကောက်ပွဲမှာပါဝင်မယ်လို့ကိုကိုကိုရည်မှန်းထားတယ်ဆိုရင်ပြည်သူလူထုရှိတဲ့နေရာတကယ်ထင်ငယ်ရနေရာဖြစ်တဲ့နေရာတွေရောက်အောင်သွားပြပါတော့အောင်မသွားအောင်ပြည်သူရဲ့ထောက်ခံချက်ရအောင်ယူဟိုအခုသူတို့ကအဲ့လိုအဲ့လိုမယူသူတို့ကအရေးကြီးတိုင်းကုံရဖို့ပဲတိုင်းကုံရဖို့ပဲဟလာဟုတ်လေကျော်ကပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကိုလိုချင်တယ်ဥပမာပါတီစုံဒီမိုကရေစီရဲ့အရသာကိုသိတယ်ဟုတ်ပြီပြည်သူလူထုရဲ့ထောက်ခံချက်ကိုလိုချင်တယ်တကယ်ပြည်သူလူထုခက်ခဲဖြစ်တဲ့အချိန် ခမားတို့ပြည်သူလူထုစီကိုရောက်သလားကျွန်တော်ဒါပဲမေးချင်တာတော့ဘယ်ရောက်ဖို့လေသာအခုဒီလွတ်တော်အဆောက်အုံပြိုသွားတော့တို့ကြေကွဲတာဩမတော်တော့လွတ်တော်တက်လို့မရတော့လွတ်တော်တက်လို့မရတော့ဘူးဆိုတော့ဟာမျိုးပေါ့နော်နော်အခုအဲ့လာတဲ့ငယ်စေးကြီးကြတော့လေဒီ၆လုံးတန်းနဲ့စေယုံနဲ့ပြင်ဖို့ခေါ်ပါတယ်ကဲနိုင်ငံတကာသတင်းသမားတွေလာတယ်အဲ့ဒါမှညဝတင်နေဟာဒီမြန်မာပြည်တွင်းမှာတော့ဘယ်နေရာမှာဘလို့အခြေအနေစိုးနေတယ်ဘလောက်ကူရမလဲအဲ့အဲ့ဒါမှဟာအဲ့တော့ဆိုငါတို့ဘလို့ကူရမယ်ဆိုတဲ့ဟာလာမှာလေအဲ့တော့အဲ့ဒါတွေကိုလေသူကအလားမခံဘူးဒီမှာလေအလိမ်ပေါ်မှာစိုးတဲ့အတွက် ီမဖြစ်စလောက်ဟိုစင်ကြေလောက်နေတော့မလုံးနဲ့လေဘာချင်ကြိုက်တာဟိုဟာလာရေရှားတော့မလို့လေပျော်ဝဲစားထွက်လာမှာမဟုတ်တာဟုတ်တယ်မလားကျွန်တော်တို့အမှန်တော့ကျွန်တော်ဒီလိုတဲ့နေကိုဒီလိုပြောပြတာနိုင်ငံတကာသိအောင်လို့ကျွန်တော်တို့ကအာအင်္ဂလိပ်စာလန်ထိုးနေဖိုးကျင်ဒါပေမဲ့အချိန်မရဘူးနော်ကျွန်တော်ကအချိန်မရဘူးတကယ်လို့နောက်နောက်မှကျွန်တော်တို့ဒီလိုနီးပညာနဲ့ကြုံတဲ့ဆုံတဲ့ခါကြရင်လေဒီလိုဟာမျိုးတွေကျွန်တော်တို့အင်္ဂလိပ်စာလန်ထိုးနေလောက်ပြပါမယ်ခင်ဗျနော်ဆိုတော့ဒီကဒီနေ့ ဖြစ်စဉ်တွေအားလုံးဟာဒီနေ့ထိမနေ့ဒီနေ့အချိန်ထိမနေ့ရထိရဒီနေ့အချိန်ထိရအကုန်လုံးကတည်င်းနေအားလုံးဟာကျွန်တော်တို့ဟိုဘယ်လိုပြောမလဲမန္တလေးစကိုင်းအခုထိတာတော်တော်များများစကိုင်းရမန္တလေးရမင်းကုန်းရကျွန်တော်ဒီအမရပူရမန္လေးနဲ့စကိုင်းနဲ့ကြာအမရပူရမြို့ပြီးရောကျွန်တော်ပြောပွဲပြောပွဲမှာဆိုတော့တော်တော်တည်တယ်40 50လောက်တည်တယ်ပေါ့နော်နောက်ပြီးတော့နေပြီးတော့နေပြီးတော့ဆိုရင်တို့စေယုတ်ချုပ်ထိရပြီးတော့ကျွန်တော်ဝင်တဲ့အရာတွေထိတယ်တော့ဒုဟာ အတွင်းဝင်အများရန်အတွင်းဝင်တယောက်သိဆုံးတယ်ဒါလေးတခေါင်းလေးသတင်းဘုံသားဒါဆိုအများရန်သိသွားတော့အများရန်သိဆိုတော့ကဲတဲ့အဖွဲတွေဝင်ရောက်ခွင့်အပေါ်မှာကျွန်တော်တို့ကတ်တတ်တာကတ်မကောင်းဘူးမကတ်တတ်စေချင်ပါဘူးကဲတဲ့အဖွဲတွေဘယ်နိုင်ငံပဲဖြစ်ဖြစ်ကဲတဲ့အဖွဲတွေရောက်ရင်ပို့ပြီးတော့ကဲကြလို့ရပဲအခုဆိုရင်ဒါသုံးရမြောက်သွားပြီပေါ့နော်အခုတရုတ်စကားကိုသူကဖယ်ရှားလို့မရအောင်အဲ့လိုဖြစ်အဲ့တော့အတရုတ်ကကျွန်တော်တရုတ်နယ်လည်းမဆိုင်သလိုကိုကိုယ်ကိုယ်ကလည်းမဆိုင် ဓိကတော့တရုတ်ဘလောက်ပဲကျွန်တော်တို့ပေါ်လွှမ်းအောက်သွားလွှမ်းဖို့လွှမ်းဖို့အရေးကြီးတာကကိုတိုင်းပြည်ကိုအုပ်ချုပ်နေတာပုံကိုယ်တွေနဲ့စိုက်နေဗျဟုတ်တယ်ဒီချိန်မှာခင်ဗျားတို့လူစိတ်လေးနည်းနည်းလေးရှိလိုက်တယ်နော်ကျွန်တော်တို့ကဒီဗီဒီယိုဖိုင်ကိုခင်ဗျားတို့ခြေုံးလို့ဘာလို့လဲကြည့်မိမယ်လို့ထင်တယ်ကျွန်တော်တို့တိုက်တွန်းနေတာကပြည်သူလူထုအတွက်ပါပဲခြေုံးကကြည့်တဲ့လူရောပြင်မှာကြည့်တဲ့လူရောကျွန်တော်တို့ဒီဟာကိုစောင့်ကြည့်နေတဲ့ပုံကိုယ်တွေရောအားလုံးနှီးဆက်ရတယ်ပြောပြပါ လောလောဆယ်မှာကျွန်တော်တို့ကတရင်အချက်လက်ကြီးအဓိကလိုပါတယ်ဘာလို့ဆိုတော့ပြည်တွေ မှဖြစ်နေတာဖြစ်တဲ့အတွက်ဟိုအခုဖုန်းလိုင်းတွေဒီမန္တလေးနဲ့သခိုင်းကိုဖုန်းပြောလို့အဆင်မပြေဘူးမရမရအောင်အဲ့လိုလုပ်တာလေအဲ့တော့ဟိုပြည်သူကိုမျက်နှာမူမယ်ဆိုရင်တော့ကောင်းတဲ့နီလန့်ကိုလုပ်ဟာလားဒီအခုပုံစံတွေတော့လုံးဝမကောင်းဘူးဒါပေမဲ့တခုလို့ရှိတယ်အခုကောင်းမှလည်းမဟုတ်သူတို့ကတော့စစ်တပ်ကပြောပြီးသားလေသူတို့သွားမယ့်လမ်းကြောင်းတိုင်းပဲသူတို့သွားမှာအဲ့တော့ဘလို့ပဲသွားပြီးဆုံးမဆုံးမဘလို့ပဲပြောပြောသူတို့ကတော့ခွင်းမကောက်6လောက်ဆုတ်ပဲဒီလိုမျိုးပဲသွားမှာပဲအဲ့တော့ကျွန်တော်တို့ဆိုရင်အခုကျွန်တော်တို့လုပ်တဲ့ဟာသတွေရက်ထားတယ် ဘာလို့ဒီချိန်မှာပြည်သူကစိတ်မကောင်းရည်နိုင်နဲ့အနေဒါမရှိဘူးလေအဲ့တော့ကျွန်တော်တို့ဒီငလေနဲ့ပတ်သက်တဲ့ဟာတွေတဘာဝဘေးနဲ့ပတ်သက်တဲ့ဟာတွေကျွန်တော်တို့ကြားသမျှတိသမျှဟလာကျွန်တော်တို့ဒါတင်ပြပေးတယ်တချို့တည်င်းအမားတွေရှိတယ်အဲ့အဲ့ဒါဒါတော့မှားတယ်ဒါမှန်တယ်ဗောနော်ဒါမျိုးလေးနဲ့အဲကျွန်တော်တို့အခုဒီဒါကြီးမငြိမ်သက်မချင်းဗောနော်အဲကျွန်တော်တို့တင်ပြသွားပါမယ်အဲကြောင့်ကျွန်တော်တို့နောက်နေ့တွေမှာလည်းအခုလို need to တည်င်းတွေနဲ့အတူမိဘပြည်သူများရှိကိုပြန်လည်လို့ရောက်ရှိလာမှာဖြစ်ပါတယ်အားလုံးပြည်သူများအားလုံးဘေးကင်းကြပါစေ